တလားပြည့်ကိုအမားတို့ကရွာရောက်နေတဲ့အတွက်ရွာမှာပဲကုသိုလ်လုပ်ဖြစ်ပါတယ်။အမားတို့ရွာမှာကလားဟင်းငယုတ်တီကျော်တရက်ချင်းတုံးပေါ့နော်။အချင်းတုံးနဲ့ရွာမှာစတုရီတာကျွေးပါတယ်။အကုန်လုံးကိုရည်စူးပြီးတော့ပေါ့နော်။တလားပြည့်မှာအမားကုသိုလ်လုပ်ပေးပါတယ်။တလားပြည့်မှာသမီးလေးကိုလွမ်းတာပေါ့။ဟိုစိတ်ကိုလွမ်းတဲ့စိတ်ကို ဖြေရတာပေါ့အခုမန္တလေးကတော့ရွာဘက်ကိုလာတဲ့အခါမှာငါသမီးလေးပါလာရင်ဆိုတဲ့စိတ်ပေါ့ဟိုကားပေါ်လဲအလိုမျက်ရည်ကျမိတာရှိတာပေါ့လေ ဒါပေမဲ့ကိုကပြန်ပြီးတော့ကြာလာတဲ့ခါဖြေးနိုင်တယ်ဆိုတော့ဩသူ့ရဲ့အသက်လေးကဟိုငါရှင်မဒီလောက်ပဲနေရမယ်ကံပါလာတာရဲ့ပြီးတော့သူဟာဒီလောက်ပဲအသက်ရှင်ရမယ်ဆိုတာသူ့ရဲ့ကံပါလာပြီးသားပေါ့ဟိုအဲ့လိုမျိုးဖြေးတွေးလိုက်ပြီးတော့ဩသူသူနဲ့ငါနဲ့တွေ့ဆုံမှုကဒီလောက်ပဲကံပါတာဆိုပြီးစိတ်ကိုဖြေးနိုင်အောင်ကြိုးစားတာပေါ့လေ ွမ်းတဲ့စိတ်ကိုလို့သူ့ကိုတတိယလာပြီးဆိုရင်ကိုပါကိုအလိုမျက်ရည်ကျတာပေါ့လူတွေရှေ့မှာတော့ဟိုငိုနေရမျိုးမရှိပေမဲ့ကိုပါကိုခန်းထဲမှာနေနေသမီးလေးရဲ့ဆိုတဲ့စိတ်မျိုးပေါ့သူတေးရတာတအားကြီးများခက်ခဲလားပေါ့အသက်ရှူရတအားကျက်လားဆိုပြီးတော့ဟိုကိုကမျက်လုံးနဲ့မြင်လိုက်တာနဲ့လေမျက်ရည်ကိုပေါက်ခလဲကြတာဩ တအားပင်မှန်းမှာပဲပေါ့လေကန်ကြီးမှာအဲ့လိုမျိုးအတွေ့အကြုံဝင်လာပြီးဆိုရင်ဖြစ်ဖြစ်ပြစားစိတ်တွေနဲ့လိုက်ပြီးတော့ဖြေရတာပေါ့အဲ့လိုစိတ်ကခဏခဏဝင်လာတာမျိုးရှိတယ်ဟိုငါတမီလေးတေးရတာအရန်ပဲပေါ့အသက်ရှူလေးကြက်ပြီးတော့မောပန်းနေမလားပေါ့ဟိုကောင်း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 မုံမုံလေးအသက်ကိုထွက်သွားတာမျိုးကိုကမိခင်ဆိုတော့ဖြစ်ချင်တာပေါ့လေ ဒါပေမဲ့သူဘလိုမျိုးဆုံးရတာလဲဆိုတော့ခံစားမှုကိုတွေးလိုက်တာနဲ့အဲ့လိုရှင်ဘက်တွေအောင်အောင်နာကျင်ရပါတယ်။အဲတကြံရဲမှာတော့ဟိုသူ့ဖေကလည်းတင်ကန်းစီမဲပုတ်ပါမှာပေါ့ပုတ်ပါဖုန်ကြီးကလည်းဟိုတကြံရဲမှာလာခဲ့ဖို့ပြောတာပေါ့ဖုန်လန်းဆက်တာနဲ့ဟိုယောဂီဝတ်တဲ့အမကလည်းသူ့ဖေကလည်းတင်ကန်းစီရယ်ပေါ့နော်။ဟိုအဲ့လိုယောဂီဝိတ္တေတရားထိုင်နေဖုန်ကြီးရရင်တော့ဟိုတရားပြတယ်ပေါ့အဲတက္ကမဘာတွေ အခုဖြစ်တဲ့ဖြစ်ပြက်မှာဘာတွေအမြဲလဲလို့မေးတော့ဘာမှမမြဲပါဘူးခင်ဗျာအဲ့တော့ဘာမြဲတာရှိလဲဘာမှလည်းမရှိပါဘူးခင်ဗျာလို့အဲဆိုလို့ရှင်မြဲတာတခုတော့ရှိတယ်ပေချင်းကတော့အမြဲတမ်းမြဲတယ်တဲ့လူတွေမဖြစ်မနေကြုံတွေ့ရမယ့်အတွက်အဲ့တခုကတော့မြဲတယ်အဖုံးကြီးပြောတဲ့စကားလေးကိုလည်းအမြဲတမ်းနားထဲမှာကြားရအောင်ပြီးတော့ဟိုအဲ့လိုလေးဖြည့်တွေးလိုက်တဲ့အခါကျရင်တော့စိတ်ကိုဖြည့်နိုင်ပါတယ်ကလေးလည်းမယူတော့ပါဘူးဒီတိုင်းပဲ အေးကြံကြံလေးပဲဖြတ်တန်းချင်ပါတယ်ကိုကတငယ်ချင်းတွေကတော့ဖုံးဆက်တာပေါ့ရွာလာတော့လည်းဖုံးဆက်တာရှိတယ်ဟိုလာလေဖို့ပေါ့ကိုအများကြီးဖေးမာတဲ့တငယ်ချင်းတွေရှိပါတယ်ဖြစ်ခါစားတော့ကိုကိုမယူသွားအောင်လို့တော့အငြင်းတန်းထိန်ချုပ်ရတာပေါ့ညတွေဆိုလည်းအိတ်မပြောဘူးထားကြည့်တာမျိုး ခွေးအောင်တန်းကြရင်ထားကြည့်တာမျိုး အများကြီးပေါ့စိတ်ခံစားမှုရှိတာပေါ့နေရောညအောင်မအိပ်ဘူးအစားတွေလည်းမမှန်ဘူးပေါ့လေအဲအခုချိန်မှာတော့ပြန်ပြီးတော့ငါအသက်ရှင်နေတယ်ဖြစ်တဲ့အတွက်ကိုယ့်ကိုယ်ပြန်ရှင်သန်အောင်မယ်အဲအဲ့လိုမျိုးစိတ်နဲ့စိတ်လဲဟိုတဖြည်းဖြည်းပေါ့တနေ့မှမေးမရပါပဲအရင်နဲ့ဆိုင်တော့နည်းနည်းစိတ်ထဲမှာတဖြည်းဖြည်းဖြည်ဖြည်သာနိုင်တာပေါ့လေအဲ့လိုစိတ်လေးရှိပါတယ်ရှေ့ဆက်ပြီးတော့အလုပ်တွေပြန်လုပ်မယ်ပေါ့ကိုယ်ဆိုင်လေးကိုလေဟိုဆိုင်လေးကိုလည်းပြန်လုပ်ပြီးတော့ အရင်လိုလေးပြန်ပြီးတော့နေမယ်ပေါ့အဲ့လိုမျိုးလေးစိတ်ကူးထားပါတယ်ရွာကိုဘာဖြစ်လို့ရောက်တာလဲဆိုတော့မိဘအရေးပေါ့မိဘအရေးဟိုတားသမီးတွေကတခုခုဖြစ်နေတော့မှဟိုခလုတ်တိုင်းတော့မှအမေကဲပါဆိုတဲ့အတွေးမျိုးရှိတာ哦အဲ့တော့တခုခုကိုဒုက္ခရောက်တဲ့အခါမှာမိဘရှင်ဝင်ကိုပဲခိုလုံကြတာများတယ်လေအဲ့တော့ဟိုကိုမအခုလောဆယ်ဟိုမှာနေတဲ့အခါစိတ်ကဘယ်လိုပေါ့ ဒါကြီးကိုပဲတွေးနေမဲ့သူဒီမိဘစီရောက်လာတော့ကိုတော်ရွာလေးမှာစိတ်ကိုအများကြီးဖြေနိုင်တာဗောလေဟိုဘယ်လိုပဲနေနေမိဘရိတ်ကအေးချမ်းဆုံးဖြစ်တယ်ပြီးတော့ငါ့မှာဘ ᱹ ဒူးချစ်ရှိမရှိရှိငါ့ရဲ့အဖေနဲ့မေရှိသေးတယ်ဆိုတော့စိတ်ကတော့အများကြီးစိတ်သက်သာရရစီပါတယ်ဟိုတချို့ဆိုရင်တော့မိဘတွေမစုံနာတွေလည်းရှိတယ်လေအဲ့တော့ကိုကမိဘတွေအဖေရောမေရော ရှိနေသေးတဲ့အတွက် 哦ဘัวမှာငါကံကောင်းมาသေးတယ်ဆိုတော့အတွေ့ရလည်းအများတန်းရှိတာပေါ့လေအเจ้าမလို့မိဘရှိကိုပဲပြန်လာတာဒီမှာနေုံมาပါခဏရွာမှာအမျိုးတွေအများကြီးပဲအဲရွာမှာအဖေမျိုးအမေမျိုးတွေနဲ့တရွာတရွာလုံးနှီးပါပါပဲအမျိုးများတယ်မိသားစုများတယ်ပေါ့ဟိုမန်းလေးမှာတော့ကိုတယောက်တည်းရှိတာပါ ဆိုင်တွေကပြန်ပြီးတော့ထူထောင်มาပါဆိုင်တွေအခုလောဆယ်မပြိုတဲ့ဆိုင်ကတော့ဖွင့်ထားပါတယ်ဟိုပြိုတဲ့ဆိုင်တွေပေါ့လေးဆိုင်မှာနှစ်ဆိုင်ကပြိုသွားတယ်နှစ်ဆိုင်တော့ကြံသေးတယ်အဲ့နှစ်ဆိုင်ကတော့ခုလက်တလုံးမှာဆိုင်ဖွင့်နေပါတယ်တစ်တပင်ကောင်းရင်ငှက်တစ်တောင်းနားလို့ရတယ်ဆိုတဲ့စကားပုံတိုင်းကိုကတစ်ပင်ဖြစ်ချင်တာဟိုဝန်ထမ်းတွေအများကြီးရယ်ပြီးတော့ကိုညီကိုမောင်နှမရဲ့ကြမ်းမှာငါတစ်ပင်ကြီးဖြစ်ချင်တာအကုန်လုံးအရေးမိုးပေးချင်တာဖြည့်ဆည်းပေးချင်တဲ့စိတ်ရှိတယ် တကယ်တစ်ပင်ကြီးလဲသွားတဲ့အခါမှာပြေးတဲ့ငှက်တွေလည်းအများကြီးရှိပါတယ်။အဲ့လိုငှက်တွေပြေးသွားတာဒါလောကတဘာဝဒီလိုကြီးပဲရှိတဲ့အတွက်ကိုယ်ခွဲခွာသွားတာအခုလိုဖြစ်မှအော်ငါတို့သူနာမနေရှင်တော့ပါဘူးသူမှလည်းဘာမှရှိတော့တာမဟုတ်ဘူးဆိုဟိုပြေးသွားတဲ့သူတွေကိုလည်းမမေ့ပါဘူးကို့နာမကို့နာမကို့ရောက်လာပြီးတော့ဟိုကို့ချစ်ချစ်ခင်ခင်နဲ့ကို့လက်ကိုဆုပ်ထားပေးတဲ့သူတွေကိုလည်းမမေ့ပါဘူးလို့ အခုရွာကိုလာတဲ့ချိန်မှာကိုရဲ့အမတွေကအများကြီးကူညီကြပါတယ်ကိုငွေအားဖြင့်အလှူငွေတွေလည်းလှူပေးတာရှိတယ်အဲ့အလှူငွေတွေကိုလည်းကိုကပြန်ပြီးတော့ဟိုတမီးတို့ဆရာမတို့အတွက်ပြန်ပြီးတော့လှူပေးသွားမှာပါဟိုသူများလှူတာတွေကိုထိုင်ယူပြီးတော့အဲ့လိုမျိုးကြီးလည်းမနေချင်ဘူးပါသူများလှူတာတွေကိုကိုကတော့တမီးတို့ရေဆီယာမတွေရေကိုညမလေးတွေရေဆိုင်ဧည့်တွေကိုပြန်ပြီးတော့ကိုကလှူပေးချင်တာ ဲ့လိုအဲ့လိုလှူပေးတဲ့အခါမှာသူတို့အတွက်လည်းကုသိုလ်ရတယ်လေအဲ့လိုမျိုးလေးပဲပြန်ပြီးတော့နေချင်တာပါရှေ့သွားမယ်ဟိုကိုရဲ့တငယ်ချင်းခြေရတဲ့မိတ်ဆွေတွေကို အားလုံးပြောချင်တာတော့ကိုအခုအရာအလုံးကကိုယ့်စီမှာမကြရောက်ဝင်မယ်ငါတို့ကတော့ဒါမျိုးမကြရောက်နိုင်ပါဘူးလို့မတွေးထားစေချင်ပါဘူးလူတိုင်းမှာဒီလိုမျိုးဒုက္ခတွေငါမဖြစ်နိုင်ဘူးလို့အရင်တော့အောင်ဟိုသူမြဲရေပေးတွေလေပေးတွေဘာညာဖြစ်နေတော့အောင် ကိုကကြည့်ပြီးတနာတယ်အလှငွေထဲ့တယ်သွားလူတာမျိုး ရှိတာဗောလေအခုလက်တလောကြတော့ကိုကိုတိုင်းဒီငလင်ပေးကြီးကိုခံစားရတဲ့ခါကျတော့ဩဒါငါကလေးရောက်လာပါပြီလားဆိုပြီးတော့ဟိုဖြေရတာဗောလေဟိုနောက်ထက်နောက်ထက်ငါကလေးလည်းနောက်ထက်ရောက်လာနိုင်သေးတာပဲပြောမရဘူးဗောလူဘွားဆိုတာအများကြီးလေသွားလာနေထိုင်နေလဲဖြတ်ခနဲ့တည်နိုင်တာပဲဗောအများကြီး ဟုတ်ပေါ့အတိတ္တိအများကြီးဖြစ်ပါတယ်လူအများကြီးတောင်ကိုယ့်ကိုဘက်ခနဲ့ခွဲသွားသေးတာပဲအများကြီးဆိုတော့ဟိုကိုကတော်တော်ကြီးကိုရင်ဆိုင်သွားနိုင်ပြီပေါ့လေနောက်ထပ်ဖြစ်လာမယ့်အကြောင်းအရာတွေအားလုံးလည်းရင်ဆိုင်နိုင်တဲ့တတ္တိလည်းရှိပါတယ်ဟိုရင်ဆိုင်လည်းမဖြစ်မနေရင်ဆိုင်မှာပါဖြစ်လာခဲ့တော့ရှိရင်အခုလောကျတော့ကိုမိဘအရေးကအေဂျင့်တွေအတွက်မိဘရှိမှနေတယ် အဲနောက်ထပ်ရှေ့သွားမယ်ဘုရားမှာကို့အနာလူတွေကိုအများကြီးခွန့်လွတ်ပေးမယ်ချစ်ပေးမယ်ကို့ဘော်ကောင်းတဲ့သူတွေကိုလည်းပြန်ကောင်းနိုင်အောင် ကို့ဘက်ကကြိုးစားမယ်ဟိုဟာအေးမြတဲ့အရေးတွေကိုပေးနိုင်တဲ့သူဖြစ်အောင်ဟိုဆိုင်ပြန်လုပ်တဲ့အခါမှာလည်းကို့တပည့်တွေဟိုညီမလေးတွေအားလုံးပေါ့နော်ဟိုဟာမေတ္တာနဲ့ဆက်ဆံပြီးတော့အရာအားလုံးတတ်တတ်လုံးပေါ့နော်ဖရားတရားလေးလို့ အဲဘာသာရေးလေးလို့ပြီးတော့အဲ့လိုမျိုးလေးပဲအေးချမ်းချမ်းပဲနေသွားချင်တာပါပူလောင်တဲ့အရာတွေကိုလည်းဘာတစ်ခုမှမလိုချင်တော့ပါဘူးဟိုစိတ်ကိုပူလောင်ရတာတွေကအခုဒီငလင်မှာအများကြီးဖြစ်တယ်လေဟိုကိုယ်မှာပူဝပင်ရတာတွေစိတ်ချောက်ချားကြရတွေအများကြီးဖြစ်ရတယ်ဟိုတော်တော်တန်ကိုယ်စိတ်ကိုအမြဲမနှဲပဲပြန်ထိန်ချုပ်ရတာပေါ့ဟိုမိခင်တယောက်ရဲ့တောကရှိမယ်ပြီးတော့ဒီဆရာမပေါ့ဆရာမငါ့ဆီမကြောင့် မရှိမလာလို့မြန်ကြည့်လို့ဖြစ်တာလားဩမဟုတ်ပါဘူးလေသူကံဒီလောက်ခွဲပါလာတာပါလားဆိုတဲ့အတွေးပေါ့အဲ့လိုနဲ့စိတ်ကိုပြန်ဖြေသိမ့်နေဩကိုယ့်ရဲ့ညီမလေးတွေငါညီမလေးတွေကဆိုင်မှာအရွယ်ကောင်းလေးတွေပေါ့ဟိုကိုယ့်စိတ်ထဲမှာတော့ဘယ်သူအနေနဲ့ကိုညီမလေးတွေအရန်လာတဲ့အသားလေးတွေဖြူခွေးပြီးတော့ဟိုကိုယ့်အဲ့လိုမျိုးပဲတွေးထားတာဟိုကိုညီမလေးတွေလူလောကမှာအဲ့လောက်အသက်တူမယ်လို့ကိုကမထင်ဘူး ထင်တဲ့အခါအခုလိုမျိုးဖြစ်သွားတဲ့အခါကျသူတို့အတွက်ယူချိုးမရဖြစ်ရတယ်။သူတို့အသက်ရှည်စေခြင်းလေလေအမအသက်ရှည်စေခြင်းနဲ့ဟိုလူတဘာဝအလျာပေါ့နော်အိမ်နောက်ရတာတားသမီးတွေနဲ့ပြည့်ပြည့်စုံစုံဘဝတွေကိုကိုဟာဟိုဖြစ်မယ်လို့ထင်ထားတာဒါပေမဲ့သူတို့ကအစောကြီးအလိုလူလောကထွက်သွားတယ်ဆိုတော့အမအများကြီးစိတ်မကောင်းဖြစ်ရပါတယ်။နောက်ထပ်သူတို့လူဖြစ်ခဲ့တော့ရှိရင်နောက်ဘဝတွေဘဝတွေများမှာအသက်ရှည်ရှည်နေရပါလို့ဤ ။တမီးလေးကိုလည်းအမဆူတောင်းတာပေါ့လေ။ဘယ်မိဘရှိမှပဲဝင်စားဝင်စားဟိုအမရှိတော့မဖြစ်နိုင်တော့ဘူးပေါ့။ဘယ်မိဘရှိမှပဲဝင်စားအသက်ရှည်ရှည်နေရပါလို့ဤလို့ပဲအမဆူတောင်းပါတယ်။အမရဲ့ညီမလေးတွေဆရာမတို့ပေါ့အခုလိုမျိုးအဖြစ်ဆိုးဘေးဆိုးကပ်ဆိုးအန်ဒီအဆိုးရန်တွေမရှိဘဲနဲ့အသက်ရှည်ရှည်နေရတဲ့သူတွေဖြစ်ပါပါလို့ဤလို့ဆိုပြီးတော့အမလှူတိုင်းဆူတောင်းပါတယ်။